အာမင်္ဂလာပါအခုကတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံရဲ့ပေါ့နော်ခေတ်သစ်တမိုင်းမှာအရေးပါလာတဲ့ဒီရှန်ဟိုင်းဆွန်ဟူမမ်မိုရီယယ်ဟောကိုကျွန်တော်ရောက်နေတာအဲဒီနေရာကတော့အဲပြောမယ်ဆိုလို့ရှိရင်ဒီဂျပန်နဲ့တရုတ်တို့ရဲ့ဒါဒီအဲစစ်ပွဲအကြောင်းကိုဒါပြတဲ့လောက်ထားတဲ့နေရာလို့လည်းပြောလို့ရတာပေါ့နော်ဆိုတော့ဘာရရှိမလဲတော့မသိဘူးတော့ကြည့်အောင်ကျွန်တော် အာဒီမှာတခုကောင်းတာဒါကလေးတွေပေါ့နော်ငယ်ငယ်လေးတွေကဒီမှာသူတို့ရဲ့ဒီတမိုင်းကြောင်းပြတာပင်ပေးပြတာဖို့အတွက်ဒါခေါ်လာပါဘောနော်လေးလိုက်အခီးပေါ့ကျွန်တော်ငယ်ငယ်ကတော့ရှိရယ်ဗျဒီဘက်ခက်မှာရှိမရှိတော့ကျွန်တော်မသိတော့ဘောနော်ကျွန်တော်ဒီ memorial hall ပေါ့နော်ဒီပြတဲ့ကတော့1932ခုနဲ့1389ခုနဲ့ကဒါဖြစ်ပွားခဲ့တဲ့စွန်းဟူပေါ့နော်တိုက်ပွဲကြီးနှစ်ခုမှာဒီစစ်ရေးအရာအရေးပါခဲ့တဲ့ဒီပုံရှမ်းခရိုင်အတွင်းအစ်မြေပင်ဟောင်းပေါ်မှာတိစောက်ထားပဲဖြစ်ပါတယ် ဒီတိုက်ပွဲတွေကဒီတရုတ်ပြည်သူတွေရဲ့ဒါပြောမစလို့ရှင်တော့သွေးချင်းတွေပေါင်းစည်းပြီးတော့ရန်သူတွေခုခံတိုက်ခိုက်ခဲ့တဲ့ဒါသမိုင်းဝင်မှတ်တမ်းကြီးတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေရာဆိုလို့ရှင်ခက်ခဲကြမ်းတမ်းခဲ့တဲ့ဒီသမိုင်းကြောင်းကိုလေးလာသင်ယူနိုင်အောင်တော့မကပဲငြင်းငြင်းရေးအတွက်တံမိုးထားမဲ့အရေးပါမှုတွေကိုလည်းသိမြင်နိုင်မဲ့အခွင့်အရေးရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ် ကျွန်တော်ဒီပြကန်း1ရဲ့ဒီပထမဆုံးအပိုင်းမှာတော့ဒီတိုက်ပွဲရဲ့သမိုင်းနောက်ခံကိုရှင်းပြထားပါတယ်1939ခုနှစ်ဇူလိုင်လ9ရက်နေ့လောက်ကနေပြီးတော့စတင်ပြခွာခဲ့တဲ့ဒီမာကိုပိုလိုတဒါအရေးခင်းရတော့တရုတ်ဂျပန်စစ်ပွဲကိုအပြေအဝါစတင်ခဲ့တာပဲဖြစ်ပါတယ်။ရှန်ဟာစီးပွားရေးဘူဌာနဖြစ်တာကြောင့်ဂျပန်တပ်တွေရဲ့အထူးကတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ခုဆိုလို့ရှိရင်တော့ကျွန်တော်ဒီပြတိုက်ကသမိုင်းအောင်မှတ်တမ်းတင်ထားရုံမကပဲနဲ့လေအနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက်ဒါငញ្ញញရေးကဘယ်လောက်ထိတန်ဖိုးရှိကြောင်းကိုဒါသိရှိအောင်ပြသထားရတဲ့နေရာလည်းဖြစ်ပါတယ်ကျွန်တော်ငញ្ញញရေးဆိုတာကတော့ခက်ခဲစွာရယူခဲ့ရတဲ့အရာဖြစ်ပြီးတော့ကမ္ဘာလောကကြီးငញ្ញញနေဖို့ထောင်စဉ်လှပနေဖို့ဆိုတော့လေကျွန်တော်လူသားအလုံးရဲ့တောင်းဝန်ပဲဖြစ်ပါတယ်ခင်ဗျာ ဒီပြတဲ့ကတော့ကျွန်တော်တို့သမိုင်းကိုရမှတ်တမ်းတင်ထားတဲ့နေရာတစ်ခုဖြစ်တာမကပဲねကျွန်တော်တို့အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက်လည်းငြိမ်းချမ်းရေးကိုပုံမသိရှိတံမိုးထားနားလေဖို့အတွက်ဒါရည်ရွယ်လို့တော့ကျွန်တော်ထင်ပါတယ်ညဉ့်ညဉ့်ရေးဆိုတာလေကျွန်တော်တို့ခက်ခဲစွာရယူခဲ့ရတဲ့အရာ ဖြစ်ပြီးတော့ ဒီငញ្ញန်းစွာပေါ့နော်ကမ္ဘာလောကကြီးငញ្ញန်းစွာဆက်လက်ပြီးတော့ရှင်သန်မှုဆိုတာလဲကျွန်တော်တို့လူသားတွေအားလုံးပဲတာဝန်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တွေလည်းရှေ့လျှောက်ပြီးတော့အနာဂတ်မှာနားလည်မှုရှိရှိနဲ့ငញ្ញန်းစွာအတူရှင်တွဲပြီးတော့ဆက်သွားနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဗျာဘိုင်ဘိုင်